ရှင်မမေကမေရှာခွင့်ပြုပါရှင်မအာတပည့်တော်တို့ဒီတငယ်ချင်းတွေပြောနေတာဗောနော်ဟာငါတို့မိဘတွေရာတဲ့ငါတို့ဟာအရင်တောက်တာမကောင်းလို့ဘာလို့ပြောတယ်ဗောရှင်မဒါမဲ့သူတို့ကြတော့ကိုကြီးကျော်တို့ကြတော့ထိုင်ကြော့နေဗောနော်ဒါကြတော့ငါတို့ကြတော့မကောင်းပြောတယ်မကောင်းအရက်တောက်နေတဲ့ကိုကြီးကျော်ကျော်ကိုကြီးကျော်ကြတော့ဘာလို့ထိုင်ကြော့တာလဲတဲ့အဲ့လိုပြောရကျွန်မရှိလို့ အသက်ကြီးပေမဲ့ဉာဏ်မကြီးဘူးနော်အသက်ကြီးတောင်ဉာဏ်မကြီးလို့ခေါ်တယ်အဲ့ဒါဒီစဉ်းစားကြည့်လေဒါနှာခေါင်းနဲ့မျက်ဘယ်လိုမှမဖြစ်နိုင်ဘူးနည်းနည်းတော့စဉ်းစားဖို့ကောင်းတယ်လူကြီးတွေကနော်တင်းလို့အရက်တွေမူးယူးနေတဲ့လူကနှာခေါင်းနဲ့မျက်ဖြစ်မလားလို့နည်းနည်းစဉ်းစားကြည့်လေဟုတ်တယ်မလားလူလောက်ကမှတော့ငမူးဆိုရင်လူတွေလက်ကြည့်ရှင်တာမဟုတ်ဘူးအဲ့တော့ဒီနှက်စုံနှက်ဘက်ကိုကြာမှသွားပြီးတော့နော်အလေးတမျက်သွားလုံနေကြတာလူတွေရဲ့ဉာဏ်စဉ်းစားမှုအားနေတာသိချပါလေဒါကနော် ဲ့တော့နှကောင်းနှင်းမြဘလို့မှမဖြစ်နိုင်ဘူးဒီလောက်မူယူအော်ဟစ်နေတာနော်ဒါချင်းချင်းနေတဲ့ဥစ္စာတွေကြောက်စရာတော့ကောင်းတော့ဘလူးများအောက်မရတာဥစ္စာနဲ့တောင်မထင်ဘလူးများဝင်မှုနေသလားအောက်မရတာနော်အဲ့တော့နှကောင်းနှင်းမြလုံးဝမဟုတ်တာတော့သိချာတယ်ဒီလောက်မူယူနေတဲ့ဥစ္စာ။နေအဲ့တော့ဆိုလိုတာကဥစ္စာလို့ဗုဒ္ဓဘာသာတွေစဉ်းစားဖို့အချိန်တန်ပါပြီလို့နော်စဉ်းစားသင့်ပါတယ်။ဒါကိုလုံးနေတဲ့အလုတ်ကဗုဒ္ဓရဲ့အဆုံးမနဲ့ကန့်ညီရလားမကန့်ညီတာရောဘာလို့ဖတ်တွေထားမှာလဲစွန့်ပါနော်စွန့်ရမှာပဲဖတ်တွေရမှာမဟုတ်ပါဘူး။ပါနေစွန့်ရမယ်။အမှန်ထက်ဆက်ဆက်ချောက်ရမှာပဲနိ။ တော့စဉ်းစားသင်ပြီးပြင်နေပြင်သင့်ပါတယ်နော်အဲ့တော့မြတ်စွာဘုရားရှင်ကိုဟောတယ်လीမြတ်စွာဘုရားကဆုံဆုံရှင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတမထဝိပဿနာမှာပတ်သက်တဲ့တွေ့တာမှုကတော့ဘုရားဆုံးခိုင်းတာလीနော်ဥစဉ်တော့အုံလူပမဆိုပြီးဘုရားကဖောင်းနဲ့တော့ဥပမာပေးထားသေးတာပဲနော်ဒီတမထဝိပဿနာတရားဆိုတာဖတ်တွေ့ထားမဲ့အရာမဟုတ်ဘူးတဲ့ခိုဘက်ကန်းကိုကုဖို့အတွက်လှေပဲဖြစ်တယ်ဖောင်းတာဖြစ်တယ်တဲ့ ဖောင်နဲ့လေနဲ့ဟိုဘက်ကန်းကိုကူးမယ်ပြီးဟိုဘက်ကန်းရောက်သွားလို့ချင်းဒီဖောင်ကြီးလေကြီးကိုထမ်းပြီးဘယ်တော့သွားမနေဘူးကမ်းမှာထားပဲခဲတာပဲဒီတိုင်းပဲသမထဥပဒနာကိုအထောက်ကြတယ်ဆိုတာဖတ်တွေ့ဖို့မဟုတ်ဘူးဟိုဘက်ကန်းကိုကူးဖို့တော့အထောက်တာဒီသမထဥပဒနာပေါ်မှာတွေ့တာမှုထားစရာမလိုဘူးဒါမြတ်စွာဘုရားကဒီတော့ကောင်းမြတ်တဲ့သမထဥပဒနာတရားကိုတော့မှဘုရားကတွေ့တာမှုမရှိရဘူးလို့ပြောထားပြီးသားဟောဘာလို့သွားတွေ့တာနေဦးမှာလဲနော်အဲကြောင့်ဒီမဟုတ်မမှန်တဲ့ရိုးရာကြလေးတွေကိုစွန့်ပါလို့အကြောင်းပြောတာနော် ဒိဋ္ဌိတွေစွန့်ပါစဉ်းစားပါဘုဒ္ဓဘာသာနဲ့ကိုက်ညီလားမကိုက်ညီလားစဉ်းစားမကိုက်ညီလားရောဘာလို့ဖတ်တွယ်ရအောင်ပါလဲတော်တော့ကောင်းမြတ်တဲ့တမထတရားဥပဒနာတရားတော်မှာဘုရားဆွန့်ခိုင်းတာနော်ဒါသတိပြုစရာဖြစ်တယ်နော်ရှင်ဗျာမေကုံမေရှားကွင်ပြုပါရှင်ဗျာဟိုဟာရှေးထုံးလဲမပယ်နဲ့ဇင်းထုံးလဲမကျွေနဲ့ဆိုရဲဟိုစကားဝါတာနဲ့ပေါ့နော်မင်းတို့ဟိုရှေးခေခါကပေါ့နော်ဟိုဒီဘီရင်နက်ခတ်တီဆိုတာလည်းရှိကြရယ်ပေါ့နက်ကူးကွယ်မှုဆိုတာလည်းရှိကြရယ်ပေါ့ ဒါတွေတော့မပယ်သင့်ဘူးပေါ့နော်တပြော့သိချင်တာပေါ့နော်အာဒီဒုက္ခဟိုဘယ်သူမဆိုရင်တော့ပေါ့နော်လောကမှာဒုက္ခတွေအကျက်တဲတွေဖြစ်လာမှာပဲလေဖြစ်လာတဲ့အခါမှာအဲတချို့လူတွေကဘေးရင်နေနက်ခတ်တွေအဲရေဒီယာတွေခြေကြရယ်ပေါ့တပြော့ကဘယ်လိုလဲဆိုတော့ဒီဗုဒ္ဓဘာသာအနေနဲ့ဟောဒီဟိုဒီကံကောင်းလာအောင်ကံနေမြင့်တက်လာအောင်ဘယ်လိုမျိုးဟို ရေဒီယာလိုပုံစံမျိုးတော့မဟုတ်ပဲမဲ့ ကံအဲ့ကုတုကံနေအားကောင်းလာအောင်ဘယ်လိုမျိုးလှုပ်တဲ့လဲပေါ့နော်အဲ့ဒါလေးသိချင်ပါရဲ့ရှင်ဗျာကုတုကံပုံမှန်ကုတ်၅ပါးသီလာဆောက်တည်ပြီးတော့ညသည်ကုတုလောရမှာပဲလေကုတုကံလှုပ်နေရင်ကုတုကံဆိုတာကောင်းလာတာပဲလေကောင်းတာလှုပ်ရင်ကောင်းတာကံတွေကရနေတာပဲအဲ့တော့ခုနကကိစ္စနဲ့ပြောရမယ်ဆိုရင်နက်ကိုပူဇော်ပတ်တာလို့ရပါတယ်နော်ကိုပူဇော်ပတ်တာပတ်တာလို့ရတယ်သူတို့ကိုကုညီစီရှင်လို့ပေါ့နော်ကိုရဲ့ကိစ္စတွေမှာအောင်မြင်အောင်ကုညီပေးတာလို့ပေါ့ပူဇော်ပတ်တာလို့ရတယ်ကိုယ်ွယ်လို့မရအောင် တခုရှိတာက net တွေ net တိုင်းက net ကြီးကပေါ့နော်လူတိုင်းကိုဟိုမစားလို့ရသလားပေါ့နော်စဉ်းစားဆိုမရအောင်သူကလူမစွမ်းရင်လည်းလည်းမမနိုင်ဘူးလူစွမ်းမှ net မလို့ရတာနော်သဘောပေါက်လားမသိကို့မှာ net တွေမစားတယ်ဆိုတာက ကုသိုလ်ကံတွေရှိရတယ် net တွေမနိုင်လောက်တဲ့ကို့မှာကံတရားတွေကို့မှာရှိရတယ် net ကမစားလို့ရလို့ချင်းအားလုံးတစ်ထည့်ပြောင်းမစားနိုင်မှာပေါ့ net တွေကမိုင်းလို့မရဘူးလေ သူ့မှာနတ်တွေကမဆတ်လို့ရရမယ်သူ့မှာကံတရားတွေရှိရတယ်ဆိုတာကဒီလူမှာကုသိုလ်ကံတွေရှိတယ်ကုသိုလ်အကျိုးတရားတွေလာနိုင်တဲ့အနေအထားသူရှိတယ်အဲ့တော့အဲ့ဒီကုသိုလ်ကံတွေအကျိုးပေးခွင့်ရလာအောင်အခွင့်အလမ်းတွေသူလုပ်ပေးလို့ရတယ်ဒါမျိုးပဲသူလုပ်ပေးလို့ရတာနော်အဲ့ဒါဆိုတာကနတ်ကအားလုံးကိုကောင်းအောင်လုပ်ပေးမပေးနိုင်ဘူးအဲ့လုပ်ပေးနိုင်ပါတယ်ဆိုလို့ချင်းမိစ္ဆာဒိဋ္ဌိဖြစ်သွားတာအဲ့ဒါကနေမာနာဟိတုဒိဋ္ဌိလို့ခေါ်တယ်ဖန်ဆင်းခြင်းဝါဒပုံစံဖြစ်သွားလိမ့်မယ်အကုန်လုံးနှက်ကလုတ်ပေးနိုင်တယ်ဆိုလို့ယူဆလိုက်လို့ရှင်အဲ့ဒါဆိုဖန်ဆင်းခြင်းဝါဒဖြစ်သွားပြီ နော်ဟိုထာဝရဘုရားသခင်နဲ့နှက်ပဲဒါပဲကွာတာပဲရှိတာအတုံးလုံးကနော်အဲ့ဒီသဘောအကုန်လုံးကိုနှက်ကမသာပေးနိုင်ပါတယ်ဆိုရင်တော့လုံးဝမှားတယ်နှက်ကမသာပေးနိုင်တာမဟုတ်ဘူးကို့မှာမသာပေးလို့ရနိုင်တဲ့အခွင့်အလမ်းရှိမှကံတရားတွေရှိမှနှက်ကလုပ်ပြီးလို့ရတာဒါကိုနားလည်ထားဖို့လိုတယ်အဲ့နှက်ကလုပ်ပြီးလို့မသာဖြစ်တာမဟုတ်ဘူးနော်ကို့မှာရှိနေလို့နှက်ကလုပ်ပြီးလို့ရတာအဲ့ဒါကြောင့်သူတို့နှက်ကိုကြည့်ပဲအာကိုနေလို့မရအောင်ကို့ရဲ့ကံကြံဝိရိယတွေကိုလုံးဝမှားဒါမှနှက်ကမပေးလို့ရတာနော်အဲ့ဒါမျိုး ရှင်ဘုရားမေကုံမေလျှောက်ခွင့်ပြုပါဗျာဆက်ဆက်မေကုံပါဗျာတပည့်တော်တို့ကတရုတ်မျိုးနွယ်ဆိုတော့ဗျာအိမ်မှာတရုတ်နဲ့ပတ်သက်တဲ့ဒီကွန်ယင်မေတော်တွေဒီတခြားရိုးရာနတ်တွေတော့ရှိကိုးကွယ်နေကိုးကွယ်တော့မဟုတ်ပါဗျာဟိုစင်နဲ့တော့အဖွားတို့မေတို့ခက်ကြဲပူဇော်နေတယ်ဆိုတော့ပူဇော်ထားတာပါဗျာအဲ့မှာတပည့်တော်ရဲ့ညမဒုတိယတရားကတပည့်တော်သူကအဲ့ ကွင်မဲတော်တို့ဘာလို့ဆိုရင်မကြော့ဘူးပေါ့နော်ကြော့ရင်တဏ္ဍာကုန်ပြစ်တယ်ဆိုပြီးတော့မကြော့ပါဘူးခင်ဗျာတပည့်တော်ကြတော့သူ့ဟိုဟိုကိုးကွယ်တာပဲပူဇော်တာပဲရှိတာပေါ့ခင်ဗျာတအားကြီးကိုးကွယ်တာတော့မဟုတ်ဘူးဒါတော့ရိုးရိုးအနေနဲ့မကိုးကွယ်ဆိုတော့တပည့်တော်အနေနဲ့ကြတော့ရောဒီခုနခြေဖြတ်ပြောသလိုတဏ္ဍာကုန်ပြစ်တဲ့သုံးမျိုးထဲမှာပါဝါမလားဗျာอืมမပြတ်ပါဘူး lady sir ရဲ့ဓမ္မဒီပနီဖတ်ကြည့်ရင်တော့ရှင်းပါတယ်နော်ကိုဦးဇင်းတော့လူရှင်းချင်းတော့မှာကိုတက်အသက်ကြီးတဲ့ပုဂ္ဂိုလ်ဆိုရှင်းကိုနေကြတာပဲလေ အဲ့ဒါတဏ္ဍာကိုပြက်လို့ကိုယ်ကရံမဟုတ်ဘူးဒါကအယုသေးပေးတာလေးစားတဲ့အနေနဲ့ respect ပေးတာပဲလေအဲ့တော့ဒီ neck ကိုလည်းကိုကကိုယ်ကရံအနေနဲ့ရှိခိုးတာမဟုတ်လောက်ရှိတာမဟုတ်ဘူးသူ့အယုသေးပေးတာလောက်ရှိတဲ့သဘောပေါ့နော်အဲ့တော့သူဟာတကိုးရှိတယ်ပေါ့ငါ့အောင်မြကူညီနိုင်မလားဆိုတဲ့သဘောမျိုးနဲ့သူ့ကိုလေးစားတဲ့ရှိခိုးတဲ့သဘောပဲခလို့ကိုယ်ကရံအနေနဲ့ရှိခိုးရင်တော့တဏ္ဍာကိုပြက်တာပေါ့ဒါတော့ခွဲခြားနားလည်တာပေါ့လို့လည်းလေ မိကုန်မေရှာခွင့်ပြုပါဗျာဆက်ဆက်မိကုန်ဖြစ်ပါရဲ့ဗျာအဲတပည့်တော်ကကြတော့မိယိုဖလာဗုဒ္ဓဘာသာဝင်ဖြစ်ပါရဲ့ဗျာဒါမဲ့ငငယ်တော့ဘုံညောင်းနဲ့မိုင်း Quiet Mirror တွေကာလီမမဲပြီးတော့ဟိုအန်ကုန်မိုးတော်ရရှိပါရဲ့ဗျာအဲအဲ့ဒီအကုန်လုံးကိုလိုက်ပတ်ပြီးတော့ကြော့ခဲ့ဘူးပါရဲ့ဗျာပြီးလို့ရှိရင်ဟိုကိုဘကတခုခုလိုချင်တဲ့စိတ်နဲ့အဲ့လိုမဟုတ်ဖို့ရပါစေဆူတောင်းပြီးကြော့ရမျိုးလည်းရှိခဲ့ပါရဲ့ဗျာအဲ့ဒါကဟိုအကုတို့ဖြစ်စေပါသလားဗျာတပည့်တော်မှာမျိုးရိုးလည်းမရှိပါဘူးဗျာမရှိဘဲနဲ့ကြော့ခဲ့မိတာပါဗျာ ဲ့ဒါစောစောကပြောခဲ့တယ်လို့လေကိုကိုရအနေနဲ့မဟုတ်ရင်တော့မဆိုင်ပါဘူးเนาะကိုကိုရအနေနဲ့မဟုတ်ရင်မဆိုင်ပါဘူးအဲ့တော့ကိုတခုခုကုညီပါစေမာသာပါစေဆိုသဘောမျိုးနဲ့လောက်တာကတော့တော့တဏ္ဍကုံမပြတ်ပါဘူးเนาะရှင်ပြန်မင်းကုံမင်းရှောင်းပြပြပါဗျာဆက်ဆက်မင်းကုံပါဗျာခုနဟိုမေးတယ်လို့ပဲတပည့်တော်နေမှာဘုန်းကြီးကြောင်းတကြောင်းရှိတယ်ဗျာအဲ့ဘုန်းကြီးကြောင်းမှာအဲ့ခုနပြောသလိုပဲဒီကွမ်းရင်မေတော်လို့အကုံဘိုးတော်လို့အကုံရှိတယ်ဗျာအဲ့ဆိုရင်ဘုန်းကြီးကြောင်းမှာအဲ့လိုမျိုးထားလို့ ်တင့်လာဟိုဘာဘလို့လို့ရမလဲဗျာအဲဘုန်းကြီးသေရဝါဒဘုန်းကြီးကြောင့်ဆိုတော့မရှိသင့်ဘူးလေသေရဝါဒဘုန်းကြောင့်မှာကဘုရားတရားတန်ခါယန္တာသုံးပါးကိုပဲအထက်အထွတ်မြိတ်ထားမှာလေကျန်တာတွေကနေရုပ်တွေငခါရုပ်တော်မှာထားတင်တာမှာမဟုတ်တာဒါတွေကနော်ဟိုနဲ့တင်ငခါရုပ်တွေဆိုတာရှိပါတယ်ဒါဒါပေမဲ့သူတို့ကိုအယုတ်တထုစရာမလိုဘူးလေကိုယ့်ကိုမေတ္တာပို့ပေးမယ်အမြဝေပေးမယ်ဒါပဲပေါ့ဒါဒီဥစ္စာအကောင်းဆုံးပဲလေသူတို့သူတို့အတွက်အထောက်ပံ့ဖြစ်စေတာကဒီမေတ္တာတရားနဲ့ စောစောကပြောတဲ့ဒီအမြဝေမှုကုသိုလ်အမြဝေမှုတရားတွေကသူတို့အတွက်အထောက်ပံ့တကယ်ဖြစ်စေတာလေအဲ့တော့ဘုန်းကြီးတွေကိုယ်တိုင်ကဒါကရုပ်တုတွေတွားပြီးတော့ထုထားလိုက်မယ်နှယုတ်တွေဘိုးတော်ရုပ်တွေခုနကငါးရုပ်တွေထုထားမယ်ဆိုလူတွေကဘလို့ဖြစ်ကုန်မလဲနော်ခေါင်းဆောင်ပြတဲ့ဘာသာရေးခေါင်းဆောင်ပြတဲ့ဘုန်းကြီးတွေကိုယ်တိုင်ကဒီလိုမျိုးလုပ်တဲ့ခါကျတော့ဟောဘုန်းကြီးတွေမှလုပ်သေးတာပဲဆိုတော့လူတွေကကိုယ်ကံမှုစနစ်ဖက်ကိုပြောင်းသွားမှာငကားကိုယ်ွယ်တာတွေဖြစ်လာလိမ့်မယ်နော်ငကားတွေကိုယ်ွယ်တာဖြစ်လာမယ်ဘိုးတော်တွေခုနကနှယုတ်တွေကိုကိုယ်ွယ်တဲ့စနစ်တွေဖြစ်လာလိမ့်မယ်အဲ့တော့ဘုန်းကြီးတွေကအစားတတိထားရတယ်လုပ်တဲ့ခါမှာ လမ်းကြောင်းမလွဲစေရအောင်ဘုန်းကြီးတွေရတယ်ဘုန်းကြီးကြောင်းမလို့ချင်းဘာမှမရှိသင့်ဘူးရှင်းရှင်းလင်းလင်းပဲထားသင့်တယ်နော်ရှင်ဗျာမိကုံမေးလျှောက်ခွင့်ပြုပါရှင်ဗျာဆက်ဆက်မေးကုံပါဗျာအရှင်ဗျာအဲ့ဒါဆိုရင်ဘုန်းကြီးကြောင်းမှာအဲ့လိုမျိုးမရှိသင့်ဘူးဆိုတော့အိမ်မှာရောအိမ်တွင်းတို့ဟိုအိမ်တွင်းမင်းမကြီးတို့ဥရှင်ကြီးဆင်နေတို့ရောရှိသင့်ပါသလားဗျာ မရှိသင့်ပါဘူးဆောဆောဆောပြောသူဒါဘုန်းကြီးဆိုရင်ပိုမရှိသင့်ဘူးဆိုတော့ပြောတာပါလူလည်းမရှိသင့်ပါဘူးเนาะအကောင်းဆုံးဖြစ်တဲ့ယတနာသုံးပါးကိုတွေ့နေမှာတော့ဘာမှထပ်ပြီးမျော်လင့်နေအောင်ရတော့เนาะအဲ့တော့ဘုရားတရားတန်ခါဆိုတဲ့အကောင်းဆုံးယတနာသုံးပါးကိုတွေ့နေပြီလေကျန်တဲ့လူတွေကိုယတနာလို့မခေါ်ပါဘူးဒီဘိုးဘိုးမင်းခေါင်ယတနာလို့မခေါ်ပါဘူးနိုင်ငံတိုင်းယတနာလို့မခေါ်ပါဘူးအဲ့တော့ယတနာကိုတွေ့နေပြီလေဟုတ်တယ်မဟုတ်လားဘာမှထပ်ပြီးအလေးခံပြီးတော့ထပ်ပြင်မခံပြီးတင်နေအောင်မှာတော့เนาะဦးဇင်းတို့စာပေထဲမှာရှိပါတယ်ဘုရားဥပမာပေးထားတာလေ အဲလူတငယ်ချင်းနှစ်ယောက်နော်ထွက်လာရွာကနေထွက်လာကြတယ်ထွက်လာကြတော့လမ်းမှာမာတွေ့လဲမျက်တည်တွေ့တယ်လीအဲတငယ်ချင်းနှစ်ယောက်အလကဘာမှမတင်နိုင်မဲ့သူမျက်တည်တယ်တာလဲကောင်းပါတယ်ကွာတခုခုတော့နွားစားတွေပါတယ်ရောင်းလို့ရတာပေါ့ဆိုတငယ်ချင်းနှစ်ယောက်မျက်ထုတ်ကြီးတွေထမ်းလာကြတာလीအဲတော့လမ်းမှာမျက်ထုတ်ကြီးတွေတဲလာရင်တဲလာရင်လည်းမာတွေ့လဲဆိုတော့ဟောမှာဝါကွန်းထုတ်တွေတွေ့တယ်အဲဝါကွန်းထုတ်တွေတဲ့ကတငယ်ချင်းတယောက်ကဟဲ့ကောင်ဟာဝါကွန်းထုတ်တဲရအောင်ဆိုတော့အာတငယ်ချင်းတယောက်ကမျက်ထုတ်ကိုပြစ်ချလိုက်ပြီးတော့ဝါကွန်းထုတ်ကိုထမ်းတင်လိုက်တယ် နောက်တစ်ယောက်ကဟာကွာဒီမျက်ထုတ်ကြီးငါတို့တဲလာအဝေးရတဲလာနှမျောစရာကြီးဆိုအဲ့တော့ဝါကွတ်ထုတ်ကို तू မတဲဘူးမျက်ထုတ်ကိုနှမျောလို့ရတာနော်အဲ့ဒါဆိုတော့တကယ်ရောင်းချလိုက်တဲ့အခါကျတော့ဝါကွတ်သမားအများကြီးရတာပေါ့မျက်ထုတ်သမားဘာမှမမြင်ရအောင်ဆိုတာကအဲ့ဒါပဲဒါငါတို့တဲလာခဲ့တာကြာပြီဆိုပြီးတော့အဲ့ဒီအယူဆွဲကိုမစွန့်နိုင်အောင်ကောင်းပါပြီဆိုတဲ့ယတနာကိုတွေးနေပြီနော်ဒါပေမဲ့ဒါငါတို့ဘိုးဘွားလက်ထက်ကနေတဲလာခဲ့တဲ့ဥစ္စာပဲဆိုတဲ့အစွဲကလေးနဲ့မစွန့်နိုင်ကြအောင်မှန်မှန်နဲ့သိတယ် ယတနာအကောင်းကြီးလည်းတွေ့နေပြီဒါမှမစွန့်နိုင်အဲ့ဒီဥပမာတိုင်းပဲအဲ့တော့ကိုယ်ပဲနဲ့နာတာလေနော်အဲ့တော့ယတနာကြီးကိုတွေ့နေမှာတော့ဒီမျက်ထုံနဲ့တူတဲ့ဘိုးတော်တွေနန်ကတိုင်းတွေခုနကကိုကြီးကျော်တွေဘာလုပ်နေ ਉ ပါတော့လို့ဒါနည်းနည်းစဉ်းစားသိချင်တာပါနော်ရှင်ဗျာမိကောမေးလျှောက်ဝင်ပြီးပါရှင်ဆက်ဆက်မေးကောပါဗျာအဲ့တော့ဆိုရင်အိမ်အမရှိတဲ့ဘောနော်အဲ့နတ်စင်တွေပါတွေကိုဖြုတ်မယ်ဆိုရင်ဘောနော်လူကြီးတွေကပြောမယ်ခိုင်းမကြိုက်ဘူးပေါ့ဗျာ မကြိုက်တဲ့ကနေနတ်ကင်မယ်တွေပါတွေပြောမှာပေါ့ဗျာအဲ့ဒါကိုအဲ့ဒီဆွဲကိုရောကြွအောင်တပီတော်ဘယ်လိုများပြောရမလဲနီလန်းကောင်းလေးများပြောအောင်ရှင်ဗျာဥပါဒံတရားတွေကဖြောက်အပ်ခတ်တယ်လူကြီးတွေကဘူးဆိုတယ်เนาะဟုတ်တော့မှားတဲ့ဆွဲတစ်ခုဖြစ်ဖြစ်မှန်တဲ့ဆွဲတစ်ခုဖြစ်ဆွဲလန်းမိပြီဆိုရင်ဖြောက်ရတော်တော်ခတ်တယ်အကြောက်တရားနေနဲ့ပတ်သက်လာရင်ပူဆိုးတယ်ဖြုတ်လိုက်ရင်များစီးပွားရေးထိခိုက်သွားမလားအိမ်သွေးအိမ်သားတွေများတစ်ခုခုဖြစ်သွားမလားဆိုတဲ့အဲ့ဖြစ်သွားမလားဆိုတဲ့အကြောက်တရားကြီးကတိတ်ကြောက်ဖို့ကောင်းတာ အဲ့ဒါနဲ့ပဲမှားမှန်းသိတယ်မဟုတ်မှန်းလည်းသိပေမဲ့လည်းမဆုံနိုင်ကြဘူးပေါ့နော်အဲ့လိုဖြစ်နေတာအဲ့တော့တရားယောဂအမုန်းခံပြီးတော့ကျွန်တော်ဆုံးမိမယ်နောက်ကလည်းပြောပြပါမယ်ကျွန်တော်ဆုံးတာပါခိုင်ရင်ခိုင်စရာရှိရင်ကျွန်တော်ပဲခိုင်ပါလို့နော်ဒီအိမ်သားနဲ့မဆိုင်ပါဘူးဒီလိုပြောပြီးမှလုပ်ပေးမယ်လက်ခံရင်တော့တမျိုးပေါ့နော်အဲ့လိုမျိုးတွေဆိုတော့အဲ့လိုတဦးတယောက်ကလည်းအမိုက်ခံပြီးတော့လုပ်ပေးမယ်လို့ရှိရင်တော့ကောင်းတယ်ဆိုတော့ဒီနေ့ခက်ကအဲ့လိုပါလူတွေကအကြောက်တရားနဲ့ရှင်သန်နေကြတော့လေဟုတ်လားမဟုတ်လားမသိအကြောက်စိတ်ကောသူ့လွှမ်းမိုးနေတာပဲတခုခုမတော်တဆဖြစ်ခိုင်းတော့မှတွေ့တယ်မလားနက်ကင်တာဆိုဖြစ်ပြီးတင်လာတာနော်တခုခုပြန်တော့မှလေ အဲ့လိုမျိုးအဲ့တော့တိုက်ဆိုင်ခိုင်းတော့မှအဲ့လိုဖြစ်မှာလေအဲ့အဲ့ဒါမျိုးဥစဉ်တော့အတီးတရားဆိုလဲအဲ့လိုပဲလေသူဆိုလဲအဲ့လိုထေရဝါဒတရားဓမ္မတွေနားထောင်ပြီးတော့အဲ့ဒီရိုးရံဒလေကိုးကွယ်မှုတွေအကုန်ဆွတ်လိုက်ပြီနတ်ဒီအဲ့ခုနကဘိုးမင်းခေါမညာအကုန်ဆွတ်လိုက်တာပေါ့တော့ဆွတ်ပြီမကြခင်ပါပဲကားအက်ဆီဒန့်ဖြစ်တယ်ဖြစ်ဖြစ်မဲ့ तू ကလုံးဝဒီပေါ်မှာဘာမှတန်တရားမရှိဘူးဒီနတ်ဒီလောက်တယ်လို့တော့တန်တရားပြတယ်ငါ့ရဲ့ကံကြမ်းပဲငါဒီလိုဖြစ်တာ နော်ဒါနဲ့တေကိုဒီလိုဆွန့်နိုင်လို့ငါအစစ်လက်ဖြစ်တယ်လုံးဝခံမခံဘူးဆိုတာကသူ့ရဲ့ခံကြလုံးဝမပြောင်းဘူးဆိုတော့ပြောပြပြောချင်တာပါနော်တာမန်ပုဂ္ဂိုလ်တယောက်ဆိုဟာဟုတ်တယ်ဒါနဲ့တေကိုဆွန့်နိုင်လို့ငါအခုလိုဖြစ်ရတာပဲဆိုလို့ထင်သွားနိုင်တယ်လေဆုံးမချက်ခိုင်ပါတယ်မဖြစ်ဘူးတန်ခါကံနဲ့ငါဖြစ်တာပဲတန်ငါကားမမောင်းတက်လို့ဒီလိုဖြစ်တာငါရဲ့တတိမဲမှုကြောင့်ဒီလိုဖြစ်တာဒီလိုပဲနှလုံးသွင်းတယ်လက်ကြောင့်တော့နှလုံးမသွင်းမိဘူးအဲခိုင်ပါတဲ့ဆုံးမချက်ရှိဖို့တော့လိုတာပေါ့နော်